မိဘပြည်သူများရှင် Prime Media မှခန့်နေဆွေတင်ဆက်မှုလေးဖြစ်ပါရဲ့ရှင်။မနေ့ကဆိုရင်ကျွန်မတရက်တာသတင်းတင်ဆက်မှုလေးအနားယူခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲနှီးလာတဲ့အခါကျတော့ကျွန်တော် Prime Media ကနေပြီးတော့ကိုယ်စားလှယ်မိတ်ဆက်ခံတာဆိုပြီးလုပ်ဖို့အစီအစဉ်လေးတစ်ခုရှိပါတယ်။ဒီကဘုံမှာကိုစလဲလောင်းတွေကိုမိဘပြည်သူများနဲ့မိတ်ဆက်ပေးဖို့အတွက်ပေါ့နော်ဒီအတွက်ကိုအမေးဖြေခံတာလေးတွေတွားရောက်ပြီးတော့ရိုက်ကူးနေရတဲ့အတွက်ပြက်ကွက်ခဲ့ရတာဖြစ်ပါတယ်အခုတွေကနေပြီးတော့လေကျွန်မတခါရင်ဘပြည်သူများမြစ်တာရက်ခန့်ကျင်တာလေးပေါ့နော် ရွေးကောက်ပွဲကာလပြီးခင်အထိကျမတို့အနေနဲ့ Prime Media ပေါ့နော်အခြားပြင်ပရိုက်ကူးရေးလေးတွေကိုဇက်တိုက်လှုပ်ဆောင်ဖို့အတွက်ကိုတောင်းဝန်ရှိပါတယ်။ဒါကြောင့်ကျမရဲ့သတင်းသုံးသပ်ချက်လေးတွေမှာပေါ့နော်အချို့ရက်လေးတွေမှာပြက်ကွက်ခဲ့သည်ရှိတော့ကျမကိုခွင့်လွှတ်ပေးကြပါရန်တောင်းပန်အပ်ပါတယ်ရှင်။ဒီနေ့ပထမအဦးဆုံးသတင်းလေးကတော့နာရေးသတင်းလေးတစ်ခုနဲ့စတင်ရပါမယ်ရှင်။ဒီနေ့ပြောရမယ့်သတင်းကောင်းစဉ်လေးတွေကတော့စိတ်မကောင်းစရာသတင်းလေးများပါတယ်။ပထမဆုံးပြောပြမှာကတော့မနေ့ကဖြစ်ပွားသွားခဲ့တဲ့ဖြစ်စဉ်လေးပေါ့နော်။ မြန်မာနိုင်ငံကအဆိုတော်အဒီနိုဆိုတဲ့ပုဂ္ဂိုလ်ဟာဆိုရင်မနေ့ကဆုံးမသွားခဲ့ပါတယ်။တချင်းဆိုနေနဲ့ဆုံးမသွားခဲ့တာဖြစ်ပါတယ်။စင်ပေါ်မှာချင်းဆိုနေနဲ့ဒီလိုမျိုးပတ်လက်လံပြီးလဲကျသွားခဲ့တဲ့အခြေအနေလေးတခုကိုမြင်တွေ့ရတာပေါ့နော်။အဲ့ဒီနောက်မှာတိတ်ဆုံးသွားခဲ့ပြီဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။တိတ်ဆုံးရတဲ့အကြောင်းရတော့ဟတ်အတက်နဲ့တိတ်ဆုံးခဲ့ရဆိုပြီးသိရပါတယ်။အဆိုတော်အဒီနိုဆိုတာကကျမတို့ခစ်ခရရနေပြီးတော့အဆိုတော်လောက်ခဲ့တဲ့ကောင်းလေးတောက်ပေါ့နော်။သူအားဆိုရင်1988ခုနှစ်မွေးဖွားတဲ့သူဖြစ်တဲ့အတွက်ကျမနဲ့ဆိုရင်အသက်တစ်နှစ်ပဲငယ်ပါတယ် တိတ်ဆုံးတဲ့ချိန်မှာဆိုရင်အသက်30ခုသာရှိပါသေးရဲ့ရှင်။ကျမတို့ခက်ကဆိုရင်ဒီအဲ့လိုဘန်လေးတွေရှိရပေါ့နော်။ order knit တို့ rod တို့အဲ့လိုဆိုးတဲ့ဘန်လေးတွေပေါ့။အဲ့ဒီဘန်တွေထဲမှာဆိုရင်အဒီနိုတို့အဖွဲရလဲနာမည်ကြီးရဲ့အဖွဲပါပဲရှင်။သူတို့အဖွဲရတော့ fiber 1အဖွဲဖြစ်ပါလေ။တော့သူ့ရဲ့တိတ်ဆုံးမှုကဆိုရင်နုပညာသမားတွေတော်ကတော့နုပညာရှင်တော်တဲ့နုပညာရှင်တယောက်ပေါ့ရှင်။ဆုံးရှုံးခဲ့ရခြင်းပါပဲ။ဒီသတင်းလေးကိုကျမကတ်နေဦးပြောပြခြင်းပါလေ။ဒီနေ့မှာမိဘပြည်သူများအရန်သိနေတဲ့သတင်းလေးကိုပဲစပြီးတော့ပြောအောင်ပါပေါ့ရှင်။ PP ပါတီကဒေါ်သက်ခိုင်နဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်။အန်ဒီဒေါ်သက်ခိုင်ကဆိုရင်ရွေးကောက်ပွဲဝင်ခွင့်မရှိတော့ပါဘူးရှင်။ဒီလိုခြေအနေကိုကျွန်မမိဘပြည်သူများအတွက်အခြေုံငဲ့ကွက်တော်အဖြစ်အချင်းချင်းပြီးတော့ပဲရှင်းပြပေးပါမယ်။မနေ့ကမနက်မနက်ပိုင်းကနေပြီးတော့ဘုံတော့စတင်ပြီးတော့သတင်းလေးတက်လာတဲ့ PP ပါတီဥက္ကဋ္ဌဖြစ်တဲ့ဒေါ်သက်ခိုင်ကဆိုရင်ရွေးကောက်ပွဲဝင်လို့မရတော့ဘူးဆိုတဲ့သတင်းလေးစပြီးတက်လာတယ်ပေါ့။စစချင်းတက်လာတာတော့ကောလာဟလလို့ပါလို့ပေါ့ရှင်။အဲ့လိုမျိုးစတက်လာပြီးရဲ့အခါမှာ ယူရင်းစီကိုမီဒီယာသမားတွေကမေးမြန်းခဲ့ပါတယ်။မနေ့ရက်ညပိုင်းလောက်ကြာမှအဲ့ဒီအဖြေကိုသိရပါတယ်။အဲ့ဒီအဖြေလေးကိုကျွန်မပြောပြပါမယ်။အဖြေကတော့ဒေါ်သက်ခိုင်ကိုကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပယ်ဖြက်လိုက်တယ်ဆိုတာမှန်ပါတယ်။ပယ်ဖြက်တဲ့အကြောင်းရင်းကယူရင်းစီရဲ့ဖြေကြားချက်အရာဆိုရင်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညီစောနဲ့အတွက်ကိုယ်စလေလောင်းစင်းကနေပယ်ဖြတ်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့ဖြေချထားပါတယ်။အဲတော့ကျမတို့ကယူစီဖြေချချက်လေးကိုအယုံဆုံး ပုံမှန်လေးကိုသွားပြီးတော့လေ့လာအောင်ပေါ့နော်ပုံမှန်၈ကကြီးကဘာလဲဆိုတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိမ့်ပြောသည့်ပေးရန်တာဝန်များကင်းရှင်းသူဆိုပြီးတော့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှန်နဲ့ညီစွန်းတယ်ဆိုတော့ဒေါ်သက်ခိုင်ရဆိုရင် နိုင်ငံတော်နဲ့ပုဂ္ဂလိကကို ပေးရန်ကြံရှိရတာဝန်နေမကင်းရှင်းသူဖြစ်တဲ့အတွက်ကိုယ်စလဲလောင်းနာမည်ကနေပြီးပယ်ဖြတ်ခံရတာဖြစ်ပါတယ်ဒီဥပဒေကိုကျမတို့အကျယ်ချဲ့ပြီးတော့အတိတ်ပဲဖွင့်ဆိုချက်ပေါ့နော်ပြောရမယ်ဆိုရင် ရေးထားတာကနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိင့်လျော်တဲ့ပေးရန်တာဝန်များဆိုတဲ့နေရာမှာငွေကြေးဆိုပြီးမထည့်ထားအောင်ရှင်။ဒီတော့ဒီဥပဒေစာပိုက်တွေကတော်တော်လေးဆိုပေမဲ့အတိတ်ပဲဖွင့်ဆိုချက်အရန်ကျယ်ပြန့်တယ်။နိုင်ငံတော်ဖြစ်စေပုဂ္ဂလိကဆိုတာကလူပုဂ္ဂိုလ်လည်းဖြစ်နိုင်တယ်ဖွဲ့စည်းလည်းဖြစ်နိုင်တယ်ကုမ္ပဏီလည်းဖြစ်နိုင်တယ်ပေးရန်တာဝန်များဆိုတာကငွေကြေးလည်းဖြစ်နိုင်တယ်ဂတိကဝတ်လည်းဖြစ်နိုင်တယ်လုံဆောင်ချက်လည်းဖြစ်နိုင်တယ်အများကြီးဖြစ်နိုင်တယ်ရှင့်ဥပဒေပါပြဋ္ဌာန်းချက်ရဲ့ စာပိုက်ကပေါ့နော်ရေးတော့တာ၃ချောင်းလောက်ပဲရှိရာဒိဗယ်ဖွင့်ဆိုတဲ့ကာမှာအများကြီးပဲဒါကြောင့်ဘယ်ချက်နဲ့ညှိစုံနေဆိုတာကိုကံကံရှင်ကလည်းထုတ်ပြတာမရှိဘူးယူရီးဆီကလည်းထုတ်ပြတာမရှိရတဲ့အတွက်ကျမတို့အတိအကျတော့မသိပါဘူးဒါပေမဲ့ကျမတို့အကြမ်းဖြင့်ဥပဒေကိုပဲဖတ်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒေါ်သက်ခိုင်သည်နိုင်ငံတော်သုံးမပုပ်ကလိကကို ပေးရန် ကြံရှိတဲ့အရာတွေမပေးတိုင်းတဲ့အတွက်မကင်းရှင်းတဲ့အတွက်ကိုယ်စလဲလောင်းဖြစ်ကနေရက်စဲခံရတာဖြစ်ပါတယ်ရှင့် တော့ပြင်ပသတင်းတွေပေါ့နော်မိဘပြည်များလည်းအခုလောက်ဆိုသတင်းအစုံဖတ်ပြီးလောက်ပါပြီပြင်ပသတင်းတွေမီဒီယာဌာနတွေရဲ့ရေးသားချက်တွေအရာဆိုရင်အနီတော်သက်ခိုင်တို့မိသားစုပေါ့နော်ဒါသူတို့ကုမ္ပဏီကလှုပ်ဆောင်တဲ့68 resident အိမ်ရန်စီမံကိန်းဟာစီမံကိန်းမပြီးဆုံးဘူးဝယ်သူတွေလက်ထဲဝအခန်းတွေမအပ်နိုင်ဘူးဆိုတဲ့အခြေအနေတစ်ခုမှာဘဏ်ကချီးထားတဲ့ငွေကြေးကိုပြန်လဲမဆက်နိုင်တဲ့အတွက်အခုလိုမျိုးကိုယ်စားလှယ်လောင်းဖြစ်ကနေပြီးတော့ပယ်ဖြတ်ခံရတာဖြစ်ပါတယ်တင်ထားတဲ့အကျိုးရလည်းအမတန်များပြားပါတယ်ရှင့် ဘီလီယံ100ကျော်ဆိုတာနည်းတဲ့ငွေမှမဟုတ်ပါဘူးအကျွေးဆက်ဖို့အတွက်လည်းတော်တော်စီးပွားရေးသမားတယောက်အနေနဲ့ဆိုပေါ့နော်စူးစမ်းရုံးခံရမှုတွေအများကြီးရှိမှာပါဒါလေးကတော့အနီတော်သက်ခိုင်နေတဲ့ကိုယ်စလဲလောင်းဖြစ်ကနေပြီးတော့ပယ်ဖြတ်ခံရတဲ့အခြေအနေတစ်ခုမှာရွေးစီရဲ့ထုတ်ပြန်ချက်နဲ့မြေပြင်မှာဖြစ်သွားတဲ့အခြေအနေလေးကိုကျွန်မမိဘသူများတင်ပြပေးတာဖြစ်ပါတယ်ဒါ့အပြင်အခုဆိုရင်ကိုယ်စလဲလောင်းနေလို့ပေါ့နော်ရွေးစီရဲ့ထုတ်ပြန်ချက်အရာဆိုရင်ကိုယ်စလဲလောင်းနေဟာဒေါ်သက်ခိုင်တယောက်တည်း ကိုစလေလောင်းဖြစ်ကနေရက်စဲခံရတာမဟုတ်ပါဘူးရှင့်ဂျွီးစီကိုအမြင့်စင်းတင်သွင်းထားတဲ့ကိုစလေလောင်း9023ဦးမှာနီးဥပဒေတွေနဲ့ညီညွတ်မှုမရှိတဲ့အတွက်ပယ်ဖြတ်ခံရတဲ့ကိုစလေလောင်းက86ဦးတတိရှိပါတယ်ဒေါ်သက်ခိုင်ပါဝင်86ဦးပေါ့နော်တော့ဒေါ်သက်ခိုင်ကတော့ဒါနမဲကြီးရဲ့ပုံကူဖြစ်တဲ့အတွက်သူပယ်ဖြတ်ခံရတယ်ဆိုတဲ့ကိစ္စကစင်ပေါ်ရောက်ခဲ့တယ်ပေါ့ကျမတို့ဝိုင်းဝန်းပြောဆိုဖြေရှင်းတယ်ပေါ့ဆိုတော့ကျန်တဲ့85ယောက်ကဘယ်သူတွေလဲဆိုတာကိုလည်းလူတွေကမေ့နေကြတယ် ကျွန်မမနေ့ကသတင်းနဲ့ကုံလိုက်ပြီးတော့စုံစမ်းမေးမြန်းကြည့်ရတဲ့အခါမှာဆိုရင်အဲ့ဒီ86ဦးထဲမှာ USDP ပါတီကလည်း6ဦးလောက်ပါတယ်လို့သိရတယ်ရှင်။ဒီလိုပဲအခြားပါတီကသူတွေလည်းအသီးသီးပါဝင်ကြတယ်ပေါ့နော်။ဒီတော့ဘယ်ပါတီကလူပဲဖြစ်စေဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေစီမင်းစည်းကမ်းနဲ့မညီလို့ရှင်တော့ပယ်ဖြတ်ခံရတဲ့ထဲမှာပါသွားနိုင်ပါတယ်။ဒီတော့နိုင်ငံသမားအနေနဲ့ပို့ပြီးတော့ရွေးကောက်ပွဲကိုအာရုံစိုက်စေချင်ပါတယ်။အခုရွေးကောက်ပွဲမှမဟုတ်ပါဘူး။နောက်ထပ်နောက်ထပ်ရွေးကောက်ပွဲတွေမှာဆိုရင်လည်းဒီဥပဒေအတိုင်းပဲ နိုင်ငံတော်ကနေပြီးတော့စီမံမှာဖြစ်တယ်ယူရေးစီယာဆုံးဖြတ်မှာဖြစ်တယ်ကိုကရွေးကောက်ပွဲဝင်ကျင်တယ်ဆိုရင်ရွေးကောက်ပွဲဥပဒေကိုလေးစားလိုက်နာဖို့လိုပါတယ်ကို့မှာရွေးကောက်ပွဲဥပဒေနဲ့ညှီဆွနိုင်တဲ့အချက်ရှိတယ်ဆိုတော့ကျွန်မပထမပြောသလိုပဲဘယ်သူမှမသိတော့ကိုသိရဒါကြောင့်ကိုတိုင်ပဲဝင်သင့်မဝင်သင့်ဆုံးဖြတ်ကြစေချင်ပါတယ်လိုပဲဖြစ်ဖြစ်ကျမတကူစားပေါ့နော်ကျမတကူစားစိတ်ခံစားချက်အရာဆိုရင်တော့အန်တီတော်ခိုင်နဲ့ပတ်သက်ပြီးတော့ကျမနှမျောပါတယ် မြန်မာနိုင်ငံမှာထူးခြားတဲ့မျိုးသမီးတောက်လည်းဖြစ်တဲ့အရေးချင်းလည်းရှိတယ်မိဘပြည်သူတွေရဲ့အချစ်ခင်ကြုံလည်းခံရတယ်ဒါပေမဲ့ကိုယ်စလဲလောင်းတယောက်ရှိရမယ့်ရေးချင်းနေနဲ့ပတ်သက်ပြီးတော့ကိုယ်စလဲလောင်းရေးချင်းနဲ့ကိုနဲ့ပေါ့နော်ကိုက်ညီချင်းရှိမရှိဆိုတာကိုသုံးသက်တဲ့နေရာမှာအားနေသွားတဲ့အတွက်အခုလိုဖြစ်စဉ်ဖြစ်သွားခဲ့ရတော့လည်းကျွန်မတကယ်စိတ်မကောင်းပါဘူးရှင့်ကျွန်မတို့ကနိုင်ငံရေးသမားတယောက်ရဲ့ရေးချင်းတွေကိုပေါ့နော်အဲ့လိုမျိုးလက်လွတ်ဆုံးရှုံးလဲရတာကိုစိတ်မကောင်းဖြစ်တာပါ ဒါကြောင့်အနီတော်သက်ခိုင်နေနဲ့အခုရှိနေငွေကြေးကိစ္စတွေဝါရှင်ဘန်နဲ့ဖြစ်တဲ့ကိစ္စရဲ့ဖြစ်ဖြစ်ပုလိကနဲ့ဖြစ်တဲ့ကိစ္စရဲ့ဖြစ်ဖြစ်ဒါတွေအားလုံးကိုတေးကြစွာရှင်းလင်းပြီးရခါကြလို့ရှင်နိုင်ငံရေးစင်မြတ်ထက်ကိုပြန်လည်တက်လာဖို့အတွက်လည်းကျွန်တော်တို့မျှော်လင့်ပါတယ်။အချိန်ကြာရင်အနီတော်သက်ခိုင်ကိုချစ်ခင်တဲ့သူတွေအားလုံးပါတယ်။မဲပေးရွေးချယ်ဖို့အတွက်ကိုစောင့်ဆိုင်းနေမှာဖြစ်ပါတယ်ရှင်။ဒါလေးကိုပဲသတင်းနှစ်ချုပ်နေနဲ့ပြောလိုက်ပြရစီတော့ရှင်။မိဘပြည်သူများရှင်ကျွန်မအခုဆက်ပြီးတော့တင်ဆက်ပေးချင်တာပြည်သူ့တန်လေးတို့ဖတ်ပြပေးချင်ပါတယ်။ ပြည်သူတန်လေးကတော့ကျမဆံအောင်မလေးတယောက်ကပြေးပို့လာတာဖြစ်ပါရဲ့ရှင်ဒီပြည်သူတန်လေးကရေးကြည့်ပါတယ်သူ့အနေနဲ့အခက်အခဲကြီးကြီးမားမားဖြစ်နေတဲ့အတွက်ကျမကတင်ဆက်ပေးတာဖြစ်ပါရဲ့ရှင်ညီမရှင်ဖွင့်ကျင်ပါတယ်ဆိုပြီးတော့စာလေးကိုစပြီးတော့ပို့လာပါရဲ့ရှင်စာထဲမှာရေးထားတာကတော့ညီမကတဲ့2022ဩဂတ်လမှာဆရာဝန်တက်လွင်အနေနဲ့လှုပ်ဆောင်ဝင်ပါတယ်ရှင်ခုနှစ်ကိုဖတ်လိုက်တဲ့အချိန်မှာကျမရှင်ထဲမှာမျိုးမြင်မသိတဲ့ခံစားချက်တစ်ခုခံစားလိုက်ရပါတယ်2022ဆိုတာကအားလုံးသိရတဲ့အတိုင်းပါပဲ ဆရာဝန်တွေ CDN လုတ်ပြီးတော့လူနာတွေအားလုံးဒုက္ခပင်လဲဝေနေကြတဲ့အချိန်ပေါ့နော်2021ခုနှစ် CDN ဆလုတ်လဲကြတာ2022အထိကိုဆရာဝန်အင်အားလုံလောင်ချင်းမရှိဘဲနဲ့ပြည်သူစေုံတွေဟာဒုက္ခပင်လဲဝေခဲ့ရတယ်အဲ့လိုအချိန်မှာဆရာဝန်တစ်လွင်အနေနဲ့အလုတ်ဆဆင်းတဲ့ဆရာဝန်မလေးဖြစ်တဲ့အတွက်ကျွန်မရှင်ထဲမှာဒီဆရာဝန်မလေးကိုမမြင်ဘူးပဲမဲ့ရှင်ထဲမှာလေးစားတဲ့စိတ်တွေတဖွာဖွာဖြစ်သွားတာမျိုးမြင်မသိတဲ့ခံစားချက်တခုခံစားလိုက်ရတာရှင့်ဒါကြောင့်ကျွန်မဒီစာလေးကိုတော့တေချာပေါက်တင်ဆက်ပေးမယ်ဆိုပြီးတော့ စိတ်ဆုံးဖြတ်ချက်ချခဲ့ရပါရှင်ကျွန်မစာလေးကိုဆက်ပြီးတော့ဖတ်ပြပါမယ်အခုလက်ရှိမှာဆိုရင်တဲ့သူကစိတ်ကျမ်းမာရေးစေယုံမန္တလေးမှာတာဝန်ထမ်းဆောင်နေပါတယ်ရှင်ညီမတို့လာစားက3သိန်း3000တာရပါတယ်ညီမကစေယုံဝင်ထဲမှာပဲတယောက်တည်းနေပါတယ်ရှင်သူ့အနေနဲ့ဒီစာထဲမှာတေစာလေးရှင်ဖွင့်ချင်တာပေါ့နော်သူနေထိုင်တဲ့အဆောင်မှာဆိုရင်တဲ့6လပန်းနေစပြီးတော့မီတာကတွေကသသိန်းကျော်ထိဖြစ်လာပါတယ်တဲ့ ညီမစီမှာရေခဲတက်တာအဝေးလျှော်ဆက်တွေဘာမှမရှိပါဘူးတဲ့ရှင်အဲကွန်တစ်ခုတည်းပဲသုံးပါတယ်တဲ့အနည်းနဲ့လည်းမခွင့်ဖြစ်ပါဘူးမီတာကကညီမတို့ရတဲ့လစာရဲ့သုံးပုံတစ်ပုံဖြစ်နေပါတယ်ညီမတစ်ခါတည်းမှာနောင်တရမိပါတယ်ဆရာဝန်တွေလိုအပ်နေတဲ့အချိန်မှာအလုပ်ဝင်ခဲ့ပေမဲ့ဝန်ထမ်းလစာနဲ့လောင်းကအောင်မနေစူးစားပြီးနေနေပေမဲ့မီတာကတွေကတနေ့တပိုးကြီးဖြစ်လာတဲ့အခါမှာညီမတို့ဝန်ထမ်းတွေကိုနည်းနည်းလောက်ကြည့်ရှုပေးဖို့အတွက်ပြောပေးစီခြင်းပါတယ်ဆိုပြီးရှင်းထားပါတယ်ရှင် ဝန်တန်းလိုင်းတန်းကမီတာကတွေကိုနည်းနည်းလောက်လာပြီးတော့စစ်ဆေးပေးကြပါအောင်ဆိုပြီးတော့ရှင်ဖွင့်ရှင်းသားထားပါတယ်ရှင်။ကျမစီကိုမီတာကကြတဲ့နဲ့ဆောင်ရွက်လေးကိုလည်းပေးပို့လာပါတယ်ရှင်။ကျမအနေနဲ့ဒီစာလေးဖတ်ပြီးရဲ့အခါမှာမေတ္တာအခန့်ချက်လေးပဲပြောချင်ပါတယ်ရှင်။နိုင်ငံမှာတာဝန်ရှိတဲ့သူတွေအနေနဲ့ပေါ့နော်။ကျမအခုဖတ်ပြတဲ့စာလေးကျမသတင်းလေးကိုတွေ့မယ်ဆိုရင်မန္တလေးစိတ်ကျမ်းမာရေးစေယုံကိုသွားပြီးတော့မီတာကနဲ့ပတ်သက်တဲ့ဝန်ထမ်းတွေခက်ခဲဖြစ်နေတဲ့အခြေအနေလေးတခုကိုစစ်ဆေးပေးချဖို့အတွက်ကျမအနေနဲ့ မေတ္တာခံတောင်းဆိုခြင်းပါရှင်။ဆရာမလေးခက်ခရာဆိုရင်ကြီးမားတယ်လို့ပြောလို့ရပါတယ်။ဆရာဝန်တယောက်လာစားရဲ့ထောက်ဝက်ကမီတာကဖြစ်နေတာဆရာမလေးတို့ကခက်ခဲတာပေါ့ရှင်။ဒီခက်ခဲကိုဆရာမလေးကရင်မဆိုင်နိုင်တော့လို့အလုပ်ထွက်သွားခဲ့သည်ရှိတော့နိုင်ငံတော်အတွက်တကယ်လိုအပ်တဲ့အချိန်မှာအလုပ်ဝင်လာပေးရဲ့ဆရာဝန်ခေါင်းတယောက်ကိုနိုင်ငံတော်ကဆုံးရှုံးလိုက်ရမှာပါ။ဒီလိုဆုံးရှုံးလိုက်ရမယ်ဆိုရင် လူနာတွေရဲ့ဆုံးရှုံးမှုပါပဲเนาะနိုင်ငံတော်ရဲ့ဆုံးရှုံးမှုပါပဲကျမတို့ကတစ္ဆာရှိရဲ့ နိုင်ငံတော်ဝန်ကြည်တယ်ဆိုတဲ့သူတွေကိုဦးစားပေးပြီးတော့သူတို့အခက်အခဲတွေပြေလည်အောင်ဖြေရှင်းပေးရမှာပါနိုင်ငံတော်မှာအိတ်တောင်ဝန်ရှိပါတယ်နိုင်ငံတော်ပေါ်မှာသူတို့ကတာဝန်ကြည်ရယ်ဆိုနိုင်ငံတော်ကလည်းသူတို့ပေါ်မှာတာဝန်ကြည်ရပါမယ်ရှင်အဲကြောင့်မီတာငါလေးတွေပေါ့နော်ကိုသုံးနာထက်ပို့ပြီးတော့ကြာတဲ့နယ်ကိစ္စတွေကအများပြည်သူကြားထဲမှာလည်းဒီကိစ္စတွေကအရန်ပေါ်လောရိုက်ပြီးတော့ဖြစ်နေပါတယ်ကျွန်မအခုသတင်းတင်ဆက်လိုက်တဲ့အချိန်မှာဆိုရင်တော့မှကျွန်မကြိုသိနေရင်မိဘပြည်သူတော်တော်များများက ကျမတို့အိမ်မှာလည်းဘဲဟာဘဲဟာအဲ့လောက်မသုံးမနဲ့မီတာကလည်းပိုကျနေတယ်ဆိုတော့ခွတ်မှန်နေအများကြီးလာမှန်းကြမယ်ဆိုတော့ကျမသိရယ်အရင်ကလည်းဒီလိုပဲမီတာကကိစ္စနဲ့ပတ်သက်ပြီးကျမသတင်းတင်ဆက်တိုင်းပြည်သူ့တန်တင်ဆက်တိုင်းမှာခွတ်မှန်နေမှာအများနဲ့ပြောတယ်ဘဲမြုပ်နယ်ဘဲမြုပ်နယ်မှာတော့မီတာကကိုပုံမှန်သုံးတာထက်ပိုပြီးတော့ကျတင်နေတယ်ဘာကြောင့်ဖြစ်တာလဲဆိုတော့ကိစ္စရတယ်ပေါ့နော်ဒါလေးတွေကိုလက်စစ်မှာတာဝန်ရှိရဲ့ဌာနကတာဝန်ရှိရဲ့သူတွေအနေနဲ့ကချို့ရလေးမှာပေါ့နော်ပြည်သူ့တန်လေးနားထောင်ပြီးတော့ပြင်ဆင်စရာရှိရလေးတွေကို ပြင်ဆင်နိုင်မှုအတွက်ကျမတို့ကတင်ဆက်ပေးတာဖြစ်ပါတယ်ရှင်။ကျမတင်ဆက်မှုလေးကိုတာဝန်ရှိသူများကြားသိပြီးတော့ဆရာအမလေးတွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်ပါစေ။အဆင်ပြေချောမွေ့သွားကြပါစေလို့လည်းကျမကဆန္ဒပြုဆုတောင်းပါတယ်ရှင်။မိဘပြည်သူများရှင်အထွေရွေးကောက်ပွဲကဒီဇင်ဘာ28ရက်နေ့မှာကျင်းပမှာပါ။ဒါပေမဲ့ရွေးကောက်ပွဲမတိုင်မီကတည်းကမပြိုင်ခင်ကနိုင်နှင့်နေတဲ့နိုင်ငံရေးပါတီတွေနဲ့ကုစရယ်တွေရှိပါတယ်။အတိအကျအခြေအတွက်ကတော့28ဦးတီတီဖြစ်ပါတယ်။ဒီသတင်းလေးကိုကျမတင်ဆက်ပေးပါမယ်။ မနေ့ကဆိုရင်အကြမ်းဖက်အပီမီဒီယာတွေကစင်းရင်းလေးတစ်ခုထုတ်ပြန်လာပါတယ်စင်းရင်းကိုခေါင်းစဉ်တတ်ထားတာကတော့ပြိုင်ဘက်မရှိကြိုတင်အနိုင်ရနေတဲ့ကိုယ်စလဲလောင်းများစရင်ဆိုပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်အဲ့စင်းထဲမှာဆိုရင်လူပုဂ္ဂိုလ်28ဦးတည်တည်ပါဝင်ပါတယ်အဲ့ဒီ28ဦးဟာပြိုင်ဘက်မရှိဘူးပေါ့နော်သူတို့ရွေးကောက်ပွဲဝင်မဲ့နေမြေမှာသူတို့အပြင်အခြားဘသူမှဝင်ရောက်ရှင်ပြိုင်ခြင်းမရှိရတဲ့အနိုင်ရရှိနေတဲ့သူတွေဖြစ်ပါတယ်ကျမပေးထားတဲ့သတင်းကောင်းစဉ်လေးတိုင်းမပြိုင်ခင်ကနိုင်နှစ်တဲ့ကုစလေလောင်းနေဖြစ်ပါတယ် အဲ့ဒီကိုစလဲလောင်းတဲ့နမည်ရောကျွန်မမဖတ်ပြတော့ပါဘူးပါတီရောပြောပြပါမယ်ကိုစလဲလောင်း28ဦးမှာဆိုရင်ပြည်ထောင်စုကျန်ခိုင်တဲ့ဖွံ့ဖြိုးပါတီကအများဆုံးပါပဲနောက်ထပ်ပါတီတစ်ခုကကြတော့ရှမ်းနဲ့တိုင်းရင်းသားမှာဒီမိုကရက်တစ်ပါတီဝါမျိုးသားပါတီအခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဆိုပြီးတော့ပါတီပေါင်း၄ခုတိတိပေါင်းပါမယ်ရှင်သူတို့အနေနဲ့အနိုင်ရရှိတဲ့မဲဆန္ဒနယ်တွေကတော့ကချင်း၊ဇကိုင်း၊တနင်္သာရီ၊မကွေး၊ရှမ်းတောင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ပါတယ် ဒီတော့ပုံမှန်ကြည့်မယ်ဆိုတော့ပြိုင်ဘက်မရှိတဲ့အတွက်အနိုင်ရရှိသွားတာပေါ့နော်။ဘာကြောင့်ပြိုင်ဘက်မရှိတာလဲဆိုတဲ့အရာအောင်ကြတော့ဆက်လက်ပြီးတော့ဖော်ထုတ်ဖို့အတွက်မိနေကြလို့ကျွန်တော်ဖော်ထုတ်ပေးချင်ပါတယ်။သူတို့အနိုင်ရရှိတဲ့နေရာတွေလည်းနားထောင်ကြည့်လိုက်ပါအောင်။ရှင်ကချင်းတို့စကိုင်းတို့တန်းသာကြီးတို့ပေါ့နော်။ရှမ်းပြည်နယ်မြောက်ပိုင်းတို့ဆိုတဲ့အခါကြတော့ဒီနေရာတွေမှာအခြားကိုယ်စားလှယ်လောင်းတွေကဝင်ရောက်ရှင်ပြိုင်ဖို့အတွက်စည်ရင်တင်သွင်းခြင်းမရှိတဲ့အတွက်ဝင်ရောက်ရှင်တန်းဖို့နည်းနည်းတောင်မှမကြိုးစားကြတဲ့အတွက်သူတို့အနိုင်ရရှိသွားတာ။သူတို့အနိုင်ရရှိခြင်းမှာ လူတွေအခုပေါ့နော်ချွေပြောနေကြသလိုအမပြန်ရင်ပြန်မဲ့မရှိလို့နိုင်နေဆိုပြီးတော့လှောင်ပြောင်စရာတခုမဟုတ်ဘူးရှင်ဒီလိုနေမြေမှာကိုယ်စလဲလောင်းနေနဲ့အမီစင်းတင်သွင်းရဲတယ်ဆိုကြဲကဒါဟာတတိရှိရဲ့ကိုယ်စလဲလောင်းပဲတတိရှိရဲ့တတိရှိရဲ့နိုင်ငံရဲ့သမားပဲရှင်ကျမတို့ဒီလိုပဲသတ်မှတ်တယ်ဘလို့ပဲပြန်ပတ်မရှိဘူးဆိုတာကသူတို့တယောက်တည်းဖြစ်နေလို့လေဘာကြောင့်သူတို့တယောက်တည်းဖြစ်နေရလဲအခြားသူတွေကဘာလို့ကိုယ်စလဲလောင်းအမီစင်းတင်သွင်းဖို့တော့တတိမရှိကြရလဲအဲ့ဒီမှာ ရုံးဆိုင်ဖို့အတွက်ဘာကြောင့်မလုပ်ကြရလဲကျောပြောရဲပေါ့နော်ဒါအတန့်အနေရှိနိုင်တယ်အနေရှိရနေမြင်မို့လို့ငါတို့ကရုံးသွားမဆိုင်နိုင်ဘူးဆိုရင်အခုရုံးဆိုင်နေနိုင်တဲ့ပါတီတွေရော အသက်မရှိလို့လားတို့လည်းလုံကျွေးကိစ္စကိုစိုးရင်မှာပဲလေတို့မှလည်းအသက်ကတစ်ချောင်းပဲပါတယ်အခြားကိုယ်စားလောင်းပါတီမှာလည်းအသက်တစ်ချောင်းစီပဲပါကြတာပဲဒါပေမဲ့တို့တွေတို့အသက်တစ်ချောင်းကိုတတိရှိရှိနဲ့ရင်ဆိုင်ရဲတဲ့အတွက်ဒီမြို့နယ်တွေဒီပြည်နယ်တွေမှာရုံးသွားဆိုင်ရဲတာ ရုံသွားဆိုင်ရဲတဲ့အတွက်ကိုစလေလောက်နာမည်မှာသူတို့ပါဝင်လာခဲ့တာဟုတ်တယ်နော်ကျမပြောတာဒါကြောင့်သူတို့ဒီပြန်ပတ်မရှိပဲအနိုင်ရရှိရဲဆိုတဲ့အခြေအနေတခုမှာဒီအနိုင်ရရှိမှုကသူတို့နဲ့ထိုက်တန်တယ်ကျမတွက်ချက်မှုကရှင်းရှင်းလေးအနေရရှိရဲ့နေရာမှာကိုစလေလောက်နေနဲ့ဝင်ပြန်ရဲတဲ့ဆိုကြရတော့နိုင်တဲ့နယ်လေဟုတ်တယ်မလားဒါဟာလောက်ပြောင်းကြမဟုတ်ဘူးရှင့်ဘာကြောင့်လဲဆိုတော့သူတို့မနိုင်စေချင်လို့ရှင်သူတို့နဲ့ပြိုင်ဖို့အတွက်ကိုအဲ့ဒီမှာသွားပြီးကိုယ်စလဲလောင်းနံပါတ်စင်းတင်သွင်းလိုက်လေ ရုံးနေဆိုင်လိုက်ကြလေအဲ့လိုကြတော့မလုပ်ရဲကြအောင်မို့လားဒါဆိုရင်တို့နိုင်ရရှိတာကို congratulation လုပ်လိုက်ပါဂုဏ်ယူလိုက်ပါအနည်းဆုံးတော့သူတို့ကဒီလိုမျိုးအနေညားတဲ့နေနေတွေမှာနဲ့နာမည်စင်းတင်သွင်းပြီးတော့ကိုယ်စလဲလောင်းနေနဲ့ဝင်ရောက်ရှင်ပြန်ရဲတယ်လေအဲ့ဒီတစ်ချက်နဲ့တည်းကကျမတို့ကလေးစားခုံယူဖို့ကောင်းနေပါပြီအဲ့တော့မြေသွေးမေဆိုသေးကမူဒီ28ဦးကတော့ဒီပြည်နယ်တွေမှာပြိုင်ဖက်မရှိနိုင်ရရှိရတဲ့သူတွေဖြစ်တယ်ဒါကြောင့်ဒီမျိုးနယ်တွေဒီခရိုင်တွေပေါ့နော်ဒီနေရာတွေရဲ့တာဝန်ရှိရတဲ့သူကဒီ28ဦးဖြစ်ပါတယ်ဥပမာ ကချင်ပြည်နယ်မှာဆိုရင်မြို့နယ်နောင်မုံမြို့နယ်ပေါ့နော်ပထမဆုံးဟာလေးဆိုမှဖတ်ပြတာပါနောင်မုံမြို့နယ်မှာဆိုရင်ဒီပုတ်ကောဟာရွေးကော်ပွဲနိုင်သွားပြီသူတောက်ပဲရှိရဲဒါကြောင့်ဒီမြို့နယ်ရဲ့တောင်ပေါ်အားလုံးကဒီပုတ်ကောပေါ်မှာရှိရဲဒီပုတ်ကောတောင်ဝင်ကျေုံမှာဖြစ်ပါလိမ့်မယ်တတိယတော့ရှိနေပြီရွေးကော်ပွဲမိုးအတွက်လည်းစူးစမ်းအထောက်အမှုရှိတယ်အနိုင်ရရှိသွားခဲ့တယ်ဆိုတဲ့ခြေအနေတည်းမှာတောင်ဝင်အားလုံးကိုကောင်းမှာကြာလာမှာဖြစ်တဲ့အတွက်ဆက်လက်လှုပ်ဆောင်မှုကလည်းသူ့ရဲ့တောင်ဝင်သာဖြစ်ပါလိမ့်နောက်ထပ်အဆိုအရတစ်ဆက်မှာတင်28ဦးဟာ သူတို့အနိုင်ရရှိထားတဲ့မြို့နယ်ပေါ်မှာတာဝန်ကျခြင်းမကျခြင်းကတော့ကျမတို့ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်သူတို့အနေနဲ့တာဝန်ကျေရဆိုရင်နောက်ထပ်အစိုးရတစ်ဆင့်မှာဆက်လက်တာဝန်ပေးဖို့အတွက်ကိုမိဘပြည်သူများရွေးချယ်နိုင်ပါတယ်။တာဝန်မကျေဘူးဆိုရင်တော့မရွေးချယ်တဲ့ပေါ်ရှင်းဒါလေးရဲ့ရှင်းပါတယ်ရှင်။ဒါ့အပြင်နောက်ထပ်လာမယ့်၅နှစ်မှာတိုင်းပြည်အေးချမ်းခဲ့တယ်ဆိုရင်လည်းဒီနေ့မျိုးတွေမှာအခြားသောပေါ့နော်။ပါတီအနေနဲ့ရုံးစနိုင်အောင်စူးစမ်းပါ။ကိုယ်စလဲလောင်းအနေနဲ့ဝင်ရောက်ရွေးချယ်နိုင်ဖို့အတွက်စူးစမ်းပါ။ဒါဆိုရင်တော့သူတို့လည်းပြိုင်ဘက်တွေရှိလာမှာပေါ့နော်။အဲ့ချိန်ကျတော့ပို့ပြီးတော့ပွဲရကြည့်ရတာမြန်ဆိုင်တာပေါ့ရှင်။ အခုကတော့တယောက်တည်းရုံးကန်ရမယ်တယောက်တည်းစူးစမ်းမှာဖြစ်တဲ့အတွက်ဒီကိုယ်စားလောင်းနေကိုကျွန်မအနေနဲ့ပေါ့နော်ကြိုတင်ပြီးတော့ congratulation လုပ်ပါတယ်ဒီပြည်နယ်တွေဒီမြို့နယ်တွေအတွက်အထူးစူးစမ်းပေးကြပါအောင်လို့လည်းကျွန်မအနေနဲ့တိုက်တွန်းလိုက်ပါရစေရှင်ကျွန်မဇနင်းသုံးသက်ချက်လေးကိုဒီနေ့မှဒီလောက်နေပဲရန်နာပါရစေရှင် ကျမရဲ့သတင်းလေးတွေကိုနေ့စဉ်ဒီတိုင်းပဲကြည့်ရှုအားပေးတဲ့မိဘပတူများအားလုံးစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။